အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဖျာခင်ရဲ့ကွဲကာမစမှုရိပ်အောင်ပါအားလုံးဒီကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဖျာခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တဲ့မိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထောက်ရဖျာကောင်းကြီးပေးဖို့ကွဲကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖျာနာနေတဲ့သူတွေစေယုံစေခံတွေမှာ ရောက်နေတဲ့သူတွေဘဝအတ္တသားထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလေးအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမအားလုံးပေါ်မှာသာရဘုရားထံမှာလာတော့ငြိမ်တဲ့ခြင်းတက်ရောက်ပါစေ။ ပြတ်ခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်2025ခုနှစ်ရဲ့အောက်တိုဘာလ28ရက်နေ့ကိုရောက်ရှိလုပ်လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောပြတ်ခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါရစေ။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာအစဉ်ချင်းခွားယူရမယ့်ချမ်းပိုက်ကတော့38ကြိမ်မြောက်သောစာလံပိုက်ငယ်25ကနေ26ထိဖြစ်ပါရစေ။ဖြောင်းမတ်တော်သူဒီစွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူဤတားမြေတို့ဒီတောင်း၍စားရသည့်အကြောင်းကို ငါဒီအတက်ပြိုစင်ကာလမှစ၍အိုဒီတိုင်အောင်မမြင်စဘူးသူဒီအစင်တနာတော်စိတ်ရှိသည်နှင့်သူတပါတို့အားချင်းငါတက်သည်ဖြစ်၍သူဤတားမြေတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြ၏ကျမ်းပိုင်အဖြစ်ဘုရားခင်အထူးကောင်းကြီးပေးပါစေသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအားဖြင့်သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့်သင်ကဖြောင့်မတ်တော်သူဘုရားခင်ရဲ့တားသမီးဖြစ်လာတယ်ကျမ်းစာကဖြောင့်မတ်တော်သူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်း သူဤတားမြေတို့ဒီတောင်း၍စားရသည့်အကြောင်းကိုငါဒီအတက်ပြူဒီကာလမှစ၍အိုဒီတိုင်အောင်မမြင်စဘူးစာလန်ဆရာကသူ့ဘဝအတ္တတာထဲမှာကြုံတွေ့ရတဲ့အချက်အရာကိုတက်သိခံနေခြင်းဖြစ်တယ်လို့ဖခင်ကသင်ကိုဘယ်တော့အခါမှဆုံးညာတို့မရောက်စေဘူးဆိုတဲ့အရာကိုပေါ်ပြနေခြင်းဖြစ်ပါတယ်အပိုင်ငယ်23နဲ့24မှာကောင်းတော်သူ၏ခြေရာတို့ကိုထောက်ရပြားသည့်ပဲ့ပြင်၍တူတွားရာလမ်းကိုနှစ်တက်တော်မူ၏ ချိုးတူဒီလဲတော်လဲဆုံးရတို့မရောက်ရအကြောင်းမူကားသာရဘုရားသည်သူ၏လက်ကိုကင်မတော်မူ၏သင်ကိုလက်တွဲထားတဲ့ဘုရားခင်ရှိတယ်ဒါကြောင့်ဘဝအတ္တတာထဲမှာအမှုအရေးကြုံလာတဲ့အချိန်မှာတတိယပါ အိမ်မာနေလဖခင်ကတင့်ကိုစွန့်ပစ်မထားဘူးတင့်ကိုမေ့လျော့မထားဘူးတင့်ကိုဘယ်တော့အခါမှချမ်းရစ်မထားဘူးလက်တော်တင့်အနေနဲ့မနစ်မြို့စရာအခြေအနေတွေကိုတင်ဖြတ်တန်းရတာလည်းဖြစ်ကောင်းဖြစ်မယ်ခက်ခဲတဲ့ကာလတွေကိုအစမပြေတဲ့နေ့ရက်တွေကိုအဖော်မူမဲ့စွာတင်ကဖြတ်တန်းနေရတာလည်းဖြစ်ကောင်းဖြစ်မယ်တို့တော့ဒီအရာတွေကအခိုက်အတန့်တစ်ခဏသာဖြစ်ပါတယ်ဖခင်ကတင့်ဘဝအတ္တကိုဆုံးရတော့မရောက်စေဘူး တမာကျန်းစာတဲ့ကရာကုတ်ရဲ့အကြောင်းကိုပြန်ပြီးတတိယစီခြင်းတယ်အကိုဖြစ်တဲ့အေးတော်ရဲ့ရံကိုကြောက်ရွံ့ပြီးတော့အတက်ငယ်ရွယ်စဉ်ပြိုရွယ်နေတဲ့အချိန်မှပင်လေမိဘရဲ့အိမ်ကနေအဝေးဆုံးနေရာကိုရာကုတ်တယောက်ထဲထွက်ခွာလာခဲ့ရတယ်။နာကျင်ခြင်းတွေနဲ့မောပန်းခြင်းတွေနဲ့မိဘနဲ့ဝေးတဲ့အရက်စီကိုရာကုတ်တယောက်ထွက်ခွာလာခဲ့တယ်။ ြေးလွာရင်မောပန်းနေတဲ့ယာကုပ်ကိုဖျားခင်ကအတွေ့ခံခဲ့တယ်။ကောင်းကင်တကားဖွင့်လစ်ခြင်းကိုပြသခဲ့တယ်လို့ယာကုပ်ဘက်မှာဖျားခင်အသူရှိကြောင်းသက်သေထူခဲ့တယ်။အရွယ်ရောက်လို့အိမ်ထောင်ပြုတဲ့အချိန်မှာတူဦးလေးဖြစ်တဲ့လာဘန်ကလည်းသူ့ကိုလိန်လေလဲဖျားခဲ့တယ်။သားသမီးတွေရလာတဲ့အခါမှာသူတိတ်ချစ်တဲ့ယာခေလာအဖြစ်ဖွားမြင်လာခဲ့တဲ့ရောသက်ကိုအကိုကြီးတွေဆယ်ယောက်ကအတူတကွလိန်ညာပြီးတော့တိုင်းတစ်ပါးကိုကျုံအဖြစ်ရောင်းလိုက်တယ်။ တားဆယ်ယောက်လုံးကဖခင်ဖြစ်တဲ့ယာကုပ်ကိုဝိုင်းပြီးလိန်ညာကြတယ်။တားဆိုတာမိဘတွေအတွက်မျော်လင့်ချက်ဖြစ်တယ်လို့အင်အားစွာအားဖြစ်ပါတယ်။တားတွေရဲ့လိန်ညာခြင်းကိုခံနေရတဲ့ဖခင်တယောက်ဘလောက်တောင်နာကျင်နေမလဲ။ယာကုပ်အနေနဲ့သူ့ဘဝကခါးသီးခြင်းတွေနဲ့အဆုံးသက်သွားရတော့မယ်။သူတိတ်ချစ်ပြီးတန်ဖိုးထားရတဲ့ယောတက်ကို ဘယ်တော့ခါမှပြန်ပြီးမြင်တွေ့ရတော့မှမဟုတ်ဘူးလို့ဆုံးဖြတ်ထားခဲ့တယ်။သို့တော့ဖခင်ကယာကုပ်ရဲ့ဘဝအသက်တာကိုသူစဉ်းစားထားသလိုသူတွေးထားသလိုအဆုံးမသတ်စေခဲ့ဘူး။ဆုံးရာတို့မရောက်စေခဲ့ဘူး။အသက်ရှင်နေတဲ့ယောသက်ဖခင်ရဲ့ချီးမြှောက်ခြင်းတွေနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေဝန်းရံနေတဲ့ယောသက်အီဂျစ်ပြည်မှာရှင်ဘီရင်အနေနဲ့စိုးစံနေတဲ့ယောသက်ကိုသူ့ရဲ့မျက်စိနဲ့ပြန်ပြီး မြင်တွေ့ခွင့်ရခဲ့တယ်။ဒီတိုင်းပဲဖြစ်တယ်။မိတ်ဆွေတင်းရဲ့ဘဝအသက်တာထဲမှာလည်းဘုရားခင်ရဲ့ကောင်းမြတ်ခြင်းတွေနဲ့ဂျေဇူးတော်နဲ့ကရုဏာတော်ကတင်ဘဝအသက်တာကိုဝန်းရံထားတာဖြစ်တယ်။တင်မျောလင့်ကြံစီထားတဲ့အရာတွေထက်ဘုရားကသာ၍မျက်နှာသာရစီမယ်။ပြဿနာတွေကတင်ရဲ့ဘဝကိုဝန်းရံနေတာမဟုတ်ပဲဘုရားခင်ရဲ့ဂျေဇူးတော်နဲ့ကရုဏာတော်ကတင်ဘဝအသက်တာကိုဝန်းရံထားတာဖြစ်ပါတယ်။ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး9အပိုင်ငယ်9ကနေ73အထိမှာ ထိုအခါရှင်ဘီရင်သည်ရှောလူ၏ကြိုစည်းပကိုခေါ်၍ရှောလူနှင့်သူ၏အဆွေအမျိုးများပိုင်ထိုက်သည်များတို့ကိုတင်သခင်ဤတားအားငါပေးပြီတင်သည်တင်ဤတားဂျွန်တို့နှင့်တကားလဲလုတ်၍တင်သခင်ဤတားစားစရာဖို့အထည်အနံကိုတွင်းရမည်တို့ရတွင်တင်သခင်ဤတားမေဘိဘောရှက်သည်နေတိုင်းအစင်ငါစားပွဲ၌အစာစားရမည်ဟုမိန့်တော်မူ၏ဇိဘ၌တား၁၅ယောက်နှင့် ကျွန်20ရှိ၏ဇိဘကလည်းကျွန်တော်တခင်အရှင်မင်းကြီးသည်ကိုရောကျွန်ကိုမာထားတော်မူသည်။အတိုင်းကျွန်တော်ပြုပါမည်ဟုနားတော်လျှောက်လေ၏ထို့နောက်မေဘိဘောရှက်သည်ရှင်ပြေ၏တာရင်ကဲ့သို့စပွဲတော်၌အစာစားရ၏မေဘိဘောရှက်၌မိခာအမည်ရှိသောတားငယ်တစ်ယောက်ရှိ၏ဇိဘအိမ်၌နေတော်သူအပေါင်းတို့သည်လည်းမေဘိဘောရှက်၏ကျွန်ဖြစ်ကြ၏ထို့တော့မေဘိဘောရှက်သည်ဂျေရုစလင်မြို့၌နေ၍ရှင်ပြေ၏ စားပွဲတော်၌နေတိုင်းအစဉ်စားရ၏ခြေနှစ်ဖက်စွန့်တော်သူဖြစ်၏မေဘီဘောရှက်ရဲ့ဘဝအတ္တအစပြုခြင်းကအင်မတန်မှလှပခဲ့တယ်ခန္ဓာရဲ့နန်းတော်ကြီးမှာကြည်ပြင်းလာခဲ့ရတယ်အချိန်တန်ပြီးအရွယ်ရောက်တဲ့အခါမှာရှင်ဘရင်ဖြစ်လာမဲ့အိရှိမင်းသားဖြစ်ပါတယ်အချိန်တန်ရင်အဖိုးဖြစ်တဲ့ရှောလူဘရင်စီကနေသီနန်းနေအမွေအဖြစ်ရရှိပိုင်ဆိုင်မဲ့သူဖြစ်ပါတယ်တို့တော့သူ့ဘဝအတ္တထဲမှာအတက်၅နှစ်အရွယ်ရောက်လာတဲ့အခါမှာအခြေအနေတွေအားလုံးပြောင်းလဲသွားခဲ့တယ် တရက်ထဲမှာပဲအဖိုးနဲ့သူ့ရဲ့ဖခင်ကစစ်ပွဲထဲမှာတိတ်ဆုံးခဲ့သလိုရန်သူတွေကိုရှုံးနှိပ်ပြီးနန်းတော်ကြီးတဲကနေအထင်းတော်ကသူ့ကိုပွေ့ချပြီးထွက်ပြေးသွားတဲ့ခါမှာလဲကြပြီးသူကခြေနှစ်ဖက်လုံးစွန့်သွားတယ်ခြေထောက်တွေကျိုးပြီးတော့ဒုက္ခိတဘဝနဲ့ကြီးပြင်းလာခဲ့ရတယ်အဖိုးဖြစ်တဲ့သူရဲ့တစ်ချိန်လုံးနောက်ဆက်ညင်းဆဲခြင်းရံပက်ပြုတ်ခြင်းကိုခံနေရတဲ့ဒါဝိတ်ကရှင်ဘီရင်ဖြစ်လာပြီဆိုတဲ့သတင်းစကားကိုကြားတဲ့အခါမှာမေဘီဘောရှက်နေနဲ့ဘလောက်တောင်ကြောက်ရွံ့စိုးရိမ်နေမလဲ တနေ့နေ့မှာတော့သူ့ကိုလက်စားချေဖို့တက်ဖြတ်လိုက်မယ်လို့တွေးထင်ပြီးကြောက်ရွံ့နေခဲ့တယ်။သို့တော့တရက်မှာတော့သူမျောလင့်မထားတဲ့ဖျက်ကြီးရဲ့ကောင်းမြတ်ခြင်းတွေသူ့ဘဝအသက်တာထဲမှာရောက်လာခဲ့တယ်။ဒါဝိမင်းကြီးကသူ့ကိုဒါအရင်အချာကဲ့သို့ကရုဏာထားပြီးခေါ်ဖိတ်ခဲ့တယ်။နေတိုင်းအစဉ်ရှင်ဘီရင်ရဲ့ညစာစားပွဲမှာတက်ရောက်ရမယ်။မေဘီဘောရှက်နေတဲ့အိမ်မက်တောင်းမမဲ့ရဲတဲ့အရာပါ။သူကိုယ်တိုင်မမျောလင့်ရဲတဲ့အရာပါ။ ီလိုဖြစ်လာဖို့မေဘီဘောရှက်ဆူတောင်းခဲ့တာလည်းမဟုတ်ဘူးဖြစ်တယ်။ဖခင်ကတင်ဆူတောင်းတဲ့အရာတွေထက်ကြော်လွန်ပြီးသင်ကိုကောင်းချီးပေးနိုင်တော့ဖခင်ဖြစ်ပါတယ်။သင်မျော်လင့်ကြံစည်ထားတဲ့အရာတွေထက်သာ၍ကြီးမားတဲ့အရာကိုဖခင်ကပြင်ဆင်ပေးနိုင်တော့ဖခင်ဖြစ်ပါတယ်။မေဘီဘောရှက်မှာမိခါလို့ခေါ်တဲ့တာရှိခဲ့တယ်။တာဖြစ်တဲ့သူက ဖခင်ကိုမိကွန်ပေါင်းများစွာနဲ့မေးနေမှာတေးချပါတယ်အဖေအဖေဘုံတကိုးဩဇာအာနာကြီးမားတဲ့ရှင်ဘီးမင်းမြတ်ကအဖေကိုချစ်နေတယ်နော်အဖေပေါ်မှာသဘောကောင်းလိုက်တာတော်တော်ကိုကျင်နာတာပဲနော်အဖေရက်ရောခြင်းတွေ စေတနာထားခြင်းတွေနဲ့ရန်ကိုဂရုစိုက်တာပဲနော်အဲ့ဒီညနေခင်းလေးကမေဘီဘောရှက်နဲ့တူသူ့ရဲ့ဒါဖြစ်တဲ့မိခါကဘလောက်တောင်ပျော်ရွှင်နေကြမလဲဖခင်ကထို့အတူတင့်ပွားအသက်တာကိုချိုမြင့်စေမှာဖြစ်တယ် ဘဝမှာကြုံတွေ့ရသည်မဆင်းရဲခြင်းတွေအားလုံးကိုမေ့ပျောက်ရသည်ထိဘုရားခင်တဲ့ကိုပြန်ပြီးကျေးဇူးပြုမယ်။ဒါကြောင့်ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့အခါစိတ်မပြတ်နဲ့ဘဝကိုအရှုံးမပေးလိုက်နဲ့အဲ့ဒါအဆုံးမဟုတ်ဘူး။ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဖျားခင်အထူးကောင်းချီးပေးပါစေ จะไม่ต้องชีอย่าอย่ามองใจพอล้วนเฉยทั้งอาเยซูตลอดอดรีมยาจะไม่ တော့နဲ့တိမ်သူတခင်နာသိရဲ့နာမှာကျွန်တော်ရဲ့နာမှာပါဘယ်တယောက်ထဲမဟုတ်ပါသူတခင်ဟာတဲ့နာမှာရင်ဆိုင်နေရတဲ့နေမြင့်တချာစုက္ကာ Jesus su yo mi je che te me dem shi ya ya mong ti po lo mi je dang ga ye so the la a dream ya jong ye ri ne da ya ya show be like po ma di no wa 笑迎那个头，地下有这么好吧？飞舞的蝴蝶，瞬间一已绝话，寂寞，你懂。 bigger, Jesus, God.